မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တီးတိမ်မြို့ကနေစစ်ကြောင်းထိုးရန်ထွက်လာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုမှာစစ်သား40ဦးဟာသေသွားပြီးလက်နက်ခရမ်းတွေနဲ့စစ်တုံးပန်းအချို့ကိုရရှိကာစစ်တပ်ကအရမပြုကျင့်ခဲ့တဲ့အမျိုးသမီးတဦးပါဝင်ပြည်သူ14ဦးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်မြရီမြို့ကမရိမှုရီရဲ့တရားခဏ်ဖြစ်တဲ့အမှတ်9ရက်ွက်အုတ်ချုပ်ရေးမှုမဘာသာအစွန်းရဆိုင်းမျိုးညွတ်ဦးကို စီအုပ်စုကစီမံထိုးချုံတတရအဆင့်စုချိမြင့်တဲ့တဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခေတ်တဲ့တွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ချင်းပြည်နယ်တီးတိမ်မြို့ကနေစစ်ကြောင်းထိုးရန်ထွက်လာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုမှာစစ်သား40ဦးဟာသေသွားပြီးလက်နက်ခရမ်းတွေနဲ့စစ်တုံးမှန်အချို့ကိုရရှိကစစ်တပ်ကအာရမပြုကျင့်ခဲ့တဲ့အမျိုးသမီးတဦးပါဝင် ပြည်သူ14ဦးကိုကယ်ထုတ်နိုင်ခဲ့လို့ချင်းညင်တော်တပ်ဖွဲ့ကတရင်ထုတ်ပြန်ထားပါတယ်။အော်တိုဘာလ29ရက်နေ့မှာတီးတင်မြို့နယ်အတွင်းကအကြမ်းဖက်စစ်သားအင်အား200ကျော်နဲ့ခြေလင်းထွက်ခွာလာပြီးဆဲဆန်ရွာမှာ စခန်းချကညအိတ်ကဆက်လက်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားတွေကိုချင်းညင်တော်တပ်ဖွဲ့တွေက ခြေမုံတိုက်ခတ်ခဲ့ရမှာအော်တိုဘာလ30ရက်နေ့ကတီးတင်ကလေးလန်း ဒေလိုလန်ကွဲအနီးပတ်ဝန်းကျင်မှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲ ပြင်းထန်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်သားတွေအထိနာတဲ့အတွက်စစ်မတိုးနိုင်တော့ပဲအဲ့ဒီနေရာမှာပဲစခန်းချညှိခဲ့ပြီးအော်တိုဘားလ31ရက်နေ့မှာတော့တီးတယ်မြို့ခလရ269ကစစ်သား80ခန်းတက်ကိုထပ်ပို့ခဲ့လို့လည်းသိရပါတယ်။နိုဝင်ဘာလ1ရက်နေ့မှာတော့နှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ပြီး စစ်သားအများအပြားလဲထိကြိုက်သေးသွားခဲ့ကလက်နက်ခရဲအချို့နဲ့ချော်ဆွဲထားတဲ့ပြည်သူပိုင်းမော်တော်ကားတစ်စီးကိုချင်းညင်အောင်တပ်ဖွဲ့တွေကတင်းဆက်ရရှိခဲ့ပါတယ်။နှွေဘာလာ၂ရက်နေမှာလဲနှစ်ဖက်ပြစ်ခတ်တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေခဲ့လို့လည်းသိရှိရပါတယ်။နှွေဘာလာ၃ရက်နေမှာတော့အကြမ်းဖက်စစ်တပ်ကဒေသနေပြည်သူတွေကို လူသားတိုင်းဖြစ်ဖမ်းဆီးအုံပြုကာ ထိုးစစ်ဆင်လာတဲ့အတွက်ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရမှာတီးတင်ကလေးလန်းစွန်ပြီးလန်းခွဲဘက်ကစစ်အင်အားချို့ဟာထွက်ရှိလာတဲ့အတွက်ကြောင့်နှစ်ဖက်တိုက်ပွဲဟာပြင်းထန်ခဲ့တယ်လို့လည်းသိရှိရပါတယ်။ရွေမာလာ6ရက်နေ့မှာတော့ အကြမ်းဖက်စစ်တပ်ကလူသားတိုင်းဖြစ်ဖမ်းဆီးပြီးအာရမပြုကျင့်ခဲ့တဲ့အမျိုးသမီးတူအပါဝင်ဒေသခံပြည်သူ14ဦးကိုချင်းညင်အောင်တပ်ဖွဲ့ကကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီးစစ်တုံးမှအချို့ကိုလည်းဖမ်းဆီးရရှိခဲ့လို့လည်းသိရှိရပါဗါတိုက်ပွဲကာလတလျှောက်မှာအကြမ်းဖက်စစ်တပ်ဘက်ကအနည်းဆုံးစစ်သား40ခန့်တေသွားတာဖြစ်ပြီးအများအပြားလည်းထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင်ထွက်ပြေးလွတ်မြောက်သူတချို့လည်းရှိပြီးအကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့လက်နက်ခဲယမ်းတွေနဲ့ချောဆွဲထားတယ် ပြည်သူပိုင်မော်တော်ကားတစ်စီးကိုလည်းပြန်လည်သိမ်းဆည်းရရှိခဲ့လို့လည်းသိရှိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘားလ26ရက်ကနေစတင်ကချင်းပြည်နယ်တီးတယ်မြို့ခလရ269ကိုအကြမ်းဖက်စစ်တပ်က MI-17 အမျိုးအစားရဟတ်ယာဉ်နဲ့အခောက်ယာဉ်26ကျင်းစစ်တပ်ကတပ်အင်အား900ခန့်စက်တိုက်ပို့ဆောင်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့လည်းချင်းညင်ညောင်တပ်ဖွဲ့ကအသိပေးထားပါဗျ။အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ တီးတဲ့မြို့ကနေကလေးလန်ပိုင်းတိုင်းငင်းဘက်ကိုဦးဒီကစစ်ကြောင်းထိုးနေတာဖြစ်ပြီးစုစုပေါင်းစစ်သားအင်အား400ခန့်ပါဝင်တယ်လို့လည်းသိရပါတယ်ရှင်ကရင်ပြည်နယ်တဲ့တဲ့ပုတ်ကိုတက်ဆက်ပေးကြပါမယ်။ ကရင်ပြည်နယ်မြရီမြို့မှာအသက်မပြည့်သေးတဲ့ကျောင်းသူရွယ်မင်းကလေးငယ်ရဲ့အပါဝင်မရဲမှုရဲ့တရားခံဖြစ်တဲ့အမှန်ငါရက်ွယ်အုပ်ချုပ်ရေးမှုမောက်ပါဒအစွန်းရဆိုင်းမျိုးညွန့်ဦးကိုစစ်တပ်လက်အောက်ခံကရင်ပြည်နယ်အစိုးရကစီမံထူးချွန်တတိယအဆင့်စုကိုချင်းမြှင့်လိုက်တယ်လို့သိရပါတယ်မနေ့က290ပြည့်ကရင်ပြည်နယ်နေ့အခမ်းအနားမှာစစ်တပ်လက်အောက်ခံကရင်ပြည်နယ်အစိုးရကတပ်ငယ်မရင်းသမား ဆိုင်မျိုးညွန့်ဦးကိုစီမံထူးချော်မှုတတရအဆင့်စုကိုချင်းမြင့်လိုက်တာလည်းဖြစ်ပါတယ်။ကရင်ပြည်နယ်မြရီမျိုး အမှတ်ငါးရက်ွက်အုပ်ချုပ်ရေးမှုလည်းဖြစ်မောက်ပါဒအစိုးရတိုးလည်းဖြစ်သူဆိုင်မျိုးညွန့်ဦးကရဲရင်ရင်ကျေးနာမည်နဲ့ဒမတ်စကိုအခမဲ့စာတင်ကြောင်းကိုဖွင့်လှစ်က အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေအပါအဝင် ကျောင်းသူ10ဦးထက်မနည်းကိုမရင်းကျင်တာနဲ့လင်ပိုင်းဆိုင်ရာအမျက်ထုတ်မှုတွေကိုကျူးလွန်ခဲ့သူဖြစ်တယ်လို့လည်းကျူးလွန်ခံရတဲ့မိန်းကလေးငယ်တွေကတရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ် ဆိုင်မြို့ညွန့်ကငဆိုင်ဟာမြောက်ရီမြို့နယ်အမှန်ငါရက်ွယ်အုတ်ချုပ်ရည်မှုဖြစ်တဲ့ပြင်စစ်တပ်ထောက်ခံတဲ့မဘာသာအစွန်းရောင်အမျိုးသားရဲ့အစွန်းရောင်တူလည်းဖြစ်ပြီး2012ခုနှစ်ကတည်းကမဘာသာအဖွဲ့နဲ့စစ်တပ်ထောက်ခံရေးမှာထက်ထဲဝင်ဝင်ပါဝင်လှုပ်ရှားသူလည်းဖြစ်ပါတယ်ဓမ္မစကူကျောင်းတွေခစ်စားလာခြင်းမြောက်ရီမြို့နယ်မှာလည်းရဲရင်ယဉ်ကျေးနာမည်နဲ့ဓမ္မစကူအခမဲ့စာတင်ကျောင်းကိုဖွင့်လှစ်က အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေကိုចောင်းသူအဖြစ်လက်ခံတင် जा ပေးခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီចောင်းသူမိန်းကလေးငယ်တွေကိုလက်ခံတင် जा ပေးရင်းနဲ့ 2017-2018ခုနှစ်ပညာသင်နှစ်အတွင်းမှာအသက်73နှစ်အရွယ်ရှစ်တန်းကျောင်းသူတို့နေထိုင်တဲ့အခန်းအတွင်းထိဝင်ရောက်ကအာဓမပြုကျင်ခဲ့ပြီးဘယ်သူ့ကိုမှဖွင့်မပြောဖို့ချင်းချောက်ခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်ကိုဝန်တားဆဲတွေကိုလည်းတိုက်ခဲ့ပြီးတရားဝင်ယူမယ်လို့ဆိုက အတင်းကျပ်စာချုပ်ကိုလက်မှတ်ရေးထိုးစေခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်တခြားမင်းကလေးငယ်တွေကိုလည်းအာဓမပြုကျင်ခြင်း၊လိမ်ပိုင်းဆိုင်ရာအမျက်ချုပ်ခြင်းတို့ကိုလှူဆောင်ခဲ့ပြီးမင်းကလေးစုစုပေါင်း ါင်း၁၀ဦးကျော်ကိုလွတ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီမပတာငဆိုင်းဆိုသူဟာလက်နက်ကင်အဖွဲ့စည်းတွေနဲ့ပူးပေါင်းနေသူရက်ွက်အုပ်ချုပ်ရေးမှုဖြစ်ထင်ရှားကြော်ကြားနေတာကြောင့်ဘဲအဖွဲ့စည်းကမှအရေးယူတာမျိုးမရှိဘူးလို့လည်းသိရပါပါတယ်ရှင်။ဒီတစ်ခါမှာတော့ တဝဲခရံတဲချောင်းမြို့နယ်နဲ့စကိုင်းတိုင်းရင်းမာပြည်မြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်အတုရောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လူထုစနပြပွဲတွေပြုလုပ်ခဲ့လို့လည်းသိရပါဗျ။နိုဝင်ဘာလ9ရက်နေ့ကတဝဲခရံတဲချောင်းမြို့နယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကအကြမ်းဖက်စစ်တပ်ဥဆောင်ပြုလုပ်မဲ့အတုရောင်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့လှုပ်ရှားမှုအဖြစ်ရွေးကောက်ပွဲဆန့်ကျင်ရေးဆက်သားတွေကို လမ်းမအထက်မှာရေးသားခဲ့လို့လည်းသိရှိရပါဗါတယ်။အလားတူစကိုင်းတိုင်းရင်းမာပင်မြို့နယ်မှာလည်းနောက်ပြန်မလှည့်ခြင်းဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆနပြတပိတ်ကို မနစ်ကပြုတ်လုခဲ့ကြရလို့လည်းသိရှိရပါဗါတယ်။အဲ့ဒီဆနပြတပိတ်မှာဆနပြတော်လန်ပြည်သူတွေက နောက်ပြန်မလှဲ့ခြင်းဒီတော်လန်ရေးတပိတ်စစ်ကြောင်းဖက်စစ်ရွေးကောက်ခွေးထွက်ပေါမဲမပေးနဲ့တပိတ်မောက်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေကိုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဒေတာခန့်တော်လန်ပြည်သူတွေဟာနေအမြင်မကျိန်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဒီတခါမှာတော့ကရင်ပြည်နယ်ကုတ်ကရိမြို့နယ်ထီဖိုးဆန်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က15ဦးခန့်ထိသွားပြီးတနက်၈လက်ကိုသိမ်းဆဲရရှိခဲ့လို့ဒေသတွင်စစ်ရေးတရင်မြို့ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။ရွေမာလာချောင်းနေကကုတ်ကရိမြို့နယ်ထီဖိုးဆန်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကထီဖိုးဆန်ကျေးရွာနဲ့ကွီမောင်တိုင်ကျေးရွာအကြား တမောက်ချံမှာကြားဖြတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတက်ခတ်မှုကိုကလိုထူးပြူဟာစစ်ကြောင်းတက်မဟာ၃တက်မဟာ၅နဲ့တက်မဟာခွန်တို့ကပူပေါင်းတက်ခတ်ခဲ့တာဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလပိုင်းကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ဟာကော့ဂရိတ်မြို့နယ်အတွင်းကိုအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့လည်းစစ်မှုထမ်းတပ်သားတွေကိုရှေ့ဆုံးကနေထားကာတိုက်ခိုက်နေတာကြောင့်အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားပြီး အချိန်ချင်းပြန်လည်ဆုတ်ခွာနေတယ်လို့လည်းစစ်ရေးသတင်းမြစ်ကဆက်လက်ပြောပြပါရရှင်။ ရခိုင်အတန်းတဘောကိုတက်ဆက်ပေးကြပါတယ်။ရခိုင်ပြည်ပုံနာကျုံမြို့နယ်ရိုးတရုတ်ကျေးရွာကိုစစ်တပ်ကလေနဲ့ပုံကျဲချခဲ့တာကြောင့်ပြည်သူ၅ဦးဟာသေဆုံးခဲ့ရပြီး9ဦးဟာဒဏ်ရာရှိခဲ့လို့ရခိုင်ဒေသသတင်းမြစ်စီကလည်းသိရပါတယ်။မနေ့ကမနေ့၁၇နိုင်ခွဲလောက်က ရခိုင်ပြည်ပုံနာကျုံမြို့နယ်ရိုးတရုတ်ကျေးရွာကိုစစ်တပ်ကတိုက်လေနဲ့ဘုံနှလုံးကိုကျဲချခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီဘုံကျဲချမှုကြောင့်အမျိုးသမီး၄ဦးနဲ့အမျိုးသား၁ဦးစုစုပေါင်းပြည်သူ၅ဦးဟာသေဆုံးခဲ့ရပြီး ခုနှစ်ဦးမှလည်းဒဏ်ရာများရရှိခဲ့လို့လည်းသိရပါဗါးအဲ့လိုလေရင်နဲ့ဘုံကျဲတက်ခတ်နေတဲ့ဂျပန်နဲ့ထမပဲစစ်တွေခြေဆိုင်ခမရ344တရင်က120မမလက်နဲ့ကြီးနဲ့ပြစ်ခတ်တဲ့အတွက်ကြောင့်ပုံနာကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာကအသက်55နှစ်အရွယ်ရှိတဲ့အမျိုးသားတဦးဟာဒဏ်ရာရရှိခဲ့တယ်လို့ပုံနာကျုံမြို့နယ်အောင်ဖြူပြင်ကျေးရွာကိုလည်းလေရင်နဲ့ဘုံနှလုံးကျဲချခဲ့တဲ့အတွက်ကြောင့်အမျိုးသမီးတဦးဟာဒဏ်ရာရရှိခဲ့လို့လည်းသိရှိရပါဗျာ။အေကလည်းစစ်တပ်ကအထိနာနေတာကြောင့်ပြည်သူတွေကိုဥတီရဲ့လေကြောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေရှိလာနေတဲ့အတွက်ကြောင့်သတိပြုနေထိုင်ကြဖို့အတွက်သတိပေးချက်ထုတ်ပြန်ထားပါတယ်ရှင်။ န္တလေးတိုင်းအသင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်မန္တလေးတိုင်းစင်ကုန်းမြို့နယ်မှာစစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ရွှေပြည်ရွာစတင်ကျောင်းနဲ့ညောင်ကုန်းရွာကိုအကြက်ဖက်စစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူ၄ဦးဟာသေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူအလွန်များပြားကသေဆုံးသူထပ်တိုးနိုင်တယ်လို့လည်းစင်ကုန်းမြို့နယ်ပကဖသတင်းတာဝန်ခံကိုတမဏိကပြပြပါတယ်။နိုဝင်ဘာလ9ရက်နေ့နေ့လယ်7:00နာရီခွဲလောက်ကအကြက်ဖက်စစ်တပ်ဟာစင်ကုန်းမြို့နယ်ရွှေပြည်ကျေးရွာစတင်ကြောင်းနဲ့ ညောင်ကုန်းချေရွာကို Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှု9ချိန်ပြုလုပ်ခဲ့လို့လည်းသိရပါဗါဒ်အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပြည်သူ၄ဦးဟာတေဆုံးခဲ့ရတာဖြစ်ပြီးထိခိုက်ဒဏ်ရာရှိသူ အလွန်များပြားကား သေဆုံးသူအရေးအတွက်လည်းထပ်မံတိုးလာနိုင်တယ်လို့လည်းသိရှိရပါတယ်။အခုလိုလေကြောင်းတက်ခိုက်သွားတဲ့နေရာဟာမတရားဘက်ကစစ်ပေးရှောင်တွေနေထိုင်တဲ့နေရာတွေဖြစ်ပြီးတက်ကြီးရွယ်အိုတွေခလေးငယ်တွေပဲနေထိုင်တာဖြစ်တဲ့အတွက်ကြောင့်ထိခိုက်တာအရမ်းများပြားပြီးဒဏ်ရာရှိတဲ့သူတွေထဲမှာစွန့်ရင်ရသူတွေလည်းပါဝင်နေရလို့စင်ကူးမြို့နယ်ပကဖသတင်းတာဝန်ခံကိုတမဏိကပြောပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ထိုင်းနိုင်ငံအတွင်းမှာအကြောင်းမျိုးမျိုးနဲ့ပြစ်ဒဏ်ကြခံရကလွတ်ရဲစေတဲ့မြန်မာလုပ်သား48ဦးကိုနိုဝင်ဘာလ9ရက်နေ့ကထိုင်းအာဏာပိုင်တွေကစေအုပ်စုထံကို လွှဲပြောင်းပေးခဲ့တယ်လို့ထိုင်းနိုင်ငံရနောင်းလူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်တဲ့စာရင်းအရသိရှိရပါတယ်။မြန်မာနိုင်ငံသားအမျိုးသား33ဦးအမျိုးသမီး14ဦးစုစုပေါင်း48ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ အခုလိုနေရက်ကိုပြန်ပို့မှုက2025ခုနှစ်အတွင်း73ချိန်မြောက်လဲဖြစ်ပြီးအခုနှစ်အတွင်းမှာနေရက်ကိုပြန်ပို့ခံရသူ1809ဦးရှိလာရလို့လည်းသိရှိရပါတယ်။အဲလိုမြန်မာနိုင်ငံကိုပြန်လဲပို့ဆောင်ခံရတဲ့ပြည်တံကြခံရပြီးသားမြန်မာရွှေ့ပြောင်းအလို့သမားတွေကိုစစ်တပ်ကအာဓမစစ်မှုတန်းစုစားမှုတွေလှုပ်ဆောင်နေတယ်လို့လည်းထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာလူသမားရေဆောင်ရွက်သူတို့ကပြန်လဲပြပြပါတယ်။အခုလိုပြန်ပို့ခံရတဲ့မြန်မာလူသားတွေတဲက စစ်မှုထမ်းအကျုံးဝင်တဲ့အသက်အရွယ်ရှိလူငယ်တွေကိုစစ်တနန်းကျောင်းကို ပြန်လဲပို့ဆောင်ခံခဲ့ရတာတွေရှိသလိုစစ်မှုမထမ်းစေလိုတဲ့မိသားစုဝင်တွေကငွေကြေးများစွာပေးပြီးရွေးထုတ်ရတာတွေလည်းရှိနေရလို့လေဒေသခံတွေစီကသိရပါတယ်။အော်တိုဝါလာကိုယ်နေကလည်းထိုင်းနိုင်ငံမှာဖမ်းဆီးထိန်းသိမ်းခံထားရတယ်။မြန်မာနိုင်ငံသား60ဦးကိုရနောင်းအကောက်ခွန်စိတ်ခံတရားကနေတဆင်မြန်မာနိုင်ငံကော့တောင်းဘက်ကိုပြန်လဲလွှတ်ပြောင်းပေးခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ